အားလုံးမင်္ဂလာပါခင်ဗျာဣဗရလ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဣဗရလ18ရက်နေ့မှာမြန်မာနှစ်ဆန်းတရက်နေ့ကြာရောက်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်တဲ့သတင်းကြည့်ပြီးသက်များကျွန်တော်ကိုအားပေးဆောင်ကြည့်တဲ့မိဘပြည်သူများမြန်မာနိုင်ငံအဝန်းမိတင်းနေတိုင်ကြတဲ့အဲ30တပုံကျင်လည်ကြတဲ့တတ္တဝါတွေအကုန်လုံး ကဘာသူကဘာသာအားလုံးမြန်မာနိုင်ငံတရနေ့ကစပြီးတော့ကျမချင်းချမ်းသာချင်းဒုက္ခတွေနဲ့ပြေဝကြပါစေ။နောက်လာမယ့်နေ့ရက်တိုင်းနေ့ရက်တိုင်းမှာအာကောင်းကျိုးလိုရာဆန္ဒမှန်သမျှပြေဝကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပါတယ်။ဘယ်ဘာသာဝင်မဖြစ်ဖြစ်ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်အကျမ်းမချမ်းသာကြပါစေလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ကောင်းကျိုးလိုရာဆန္ဒပြေဝပြီးတော့ကိုယ်နိုင်ငံနော်ကိုယ်သက်ဆိုင်ရာဘာသာတာသနာအလိုက်အကျိုးကို တည်ဖို့ထမ်းရွက်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့မြတ်တာဖို့ဆုတောင်းပါတယ်ခင်ဗျာ။တကြံအတက်နေပေါ့နော်တကြံအတက်နေကိုလည်းကျွန်တော်တို့ထုံးစံတိုင်းပဲတကြံတွင်းမှာကြည်လူအပ်နေတဲ့နိုင်ငံဝန်ထမ်းမိသားစုတွေကြည်လူအပ်နေတဲ့မိသားစုမိသားစုပေါ့နော်ပြည်သူလူထုရဲ့အိမ်တွေကိုကျွန်တော်တို့ရေကန်တဲ့အရောက်ရေတွေလိုက်ထည့်ပေးခဲ့ပါတယ်။တော့တကြံအတက်နေနဲ့ပတ်သက်ပြီးတည်င်းနေတက်လာတဲ့လောက်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့အာနေပြီးတော့ဆိုလို့ရှိရင်လမ်းလျှောက်တကြံပြီးလို့ရှိရင်လှေခွင်းတောင် ပင်တောင်ကြီးဆိုလို့ရှိရင်လည်းတောင်ကြီးတကြံအဲ့လိုပဲပကူရန်ကုန်ပြည်သူရင်မြန်စမ်းချောင်းကြောက်မြောင်းနော်ဒီလိုနေရာတွေမှာတော်တော်များများကိုရေဆော့ကစားကြရတယ်။အရင်လိုမျိုးကားတွေနဲ့တူပိတ်သွားလာတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့တနေရာမှာစုပြီးတော့လူပျော်ပျော်ရွှင်ရွှင်ရေပတ်ကြရတယ်၊ကစားကြရတယ်၊ကခုံကြရတယ်။ဒါမြန်မာတို့ရဲ့ပုံစံအဲကာချာတမျိုးပြောင်းသွားတယ်လို့တော့ကျွန်တော်ထင်ပေမဲ့ဒါတို့တော့ကျွန်တော်သဘောကျပါတယ်။ ကားရင်းနဲ့လာမယ်လာပြီးလို့ရှိရင်ကိုရောက်တဲ့ရောက်ရနေရမှာရက်ကြမယ်ရက်ပြီးလို့ရှိရင်စုရက်တစ်ခုမှာအကုန်လုံးအဲပျော်ပျော်ရွှင်ရွှင်ရေကစားကြမယ်ပဲအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီကလူအမူးလုံးနဲ့လူဆိုလို့ရှိရင်လက်ထင်းရတင်းရတာလွယ်တယ်ပေါ့အဲဒါမှမဟုတ်လို့ရှိရင်လည်းအပြဿနာတွေဖြစ်တယ်ဆိုလို့ရှိရင်လည်းတစုတစည်းရထင်းရတင်းရတာလွယ်တယ်ပေါ့နော်မဟုတ်ဘဲနဲ့လမ်းပေါ်မှာဆိုလို့ရှိရင်ယင်တိုက်မှုတွေဘာတွေညာတွေဒါတွေအများကြီးကြုံရတယ်ပေါ့ဒီကာချာကို တနိုင်ငံလုံးအတိုင်းအတာနဲ့လုံနိုင်မယ်ပိုပြီးကြီးမားတဲ့တကြံတွေဖြစ်လာရင်ပေါ့နော်ဥမာကျွန်တော်တို့မန္တလေးမှာဆိုလို့ရှိရင်ဒီငွေငန်းဒီငွေငန်းရင်တွေတွားတဲ့အခါမှာရေပက်ကစားကြတာတော့အင်မတန်မှညံ့ညောင်းနဲ့ညင်သာတဲ့နော်မြမယူရတကြံကိုပြောင်းလဲဖို့အတွက်ခြေလန်းအဆလို့လဲကျွန်တော်မြင်ပါတယ်ဟိုကိုင်းနဲ့ပြောတာမကောင်းလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့လေဒီတရုတ်ပြက်ဝတ်စာဆင်မှုတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတရုတ်ပြက် ဒီရေကစားမှုတွေပေါ့နော်ဆော့ကစားမှုတွေရိုင်းတိုင်းဆိုဆော့ကစားမှုကျန်းတိုင်းဆိုဆော့ကစားမှုတွေဒါတွေကြောက်လဲကျွန်တော်တို့ရဲ့တချံခံကဒါမိမ့်မိန်ပါတယ်ပေါ့နော်အခုဆိုရင်တဏ္ဍခါလေးတွေလိမ့်ပြီးတော့ကကြပျော်ချရွှင်ချဒီလိုလေးတွေတွားတာမြင်ရပါတယ်ဆိုတော့တနိုင်ငံလုံးတိုင်းနာနေကတော့နေရာတော်တော်များများမှာဒါရေပတ်ကြတယ်ဆော့ကစားကြတယ်ပေါ့နော်အဲတခုပဲအဲစကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်မုံရွာမြို့ထဲကို ပြစ်မဲ့ short tight တုံးချိန်ထားတယ်ဗောနော်ချိန်ထားအဲ့ short tight တုံးကိုလွန်ကြီးတက်ဖို့ဝင်နေရဖက်စီရမိခဲ့တာဖြစ်ပါတယ်တော်သေးတာဗောနော်အဲ့တော့တကြံမှာပြည်သူတွေရေဆော့ကစားနေရတဲ့ချိန်အေးချင်းဆော့ကစားနေရတဲ့ချိန်မှာခုလိုမျိုး short tight တုံးတစ်လုံးကြာရောက်ပောက်ခွေခဲ့ရင်တော့ဒါမတွေးရဲစရာဗောနော်ပူဆိုးတဲ့အချိန်တွေကိုကျွန်တော်မြင်သွားရမှာပေါ့ဒါမဲ့လည်းအချိန်မီပေါ့လှည့်ခင်းနေနေလားဒါမှမဟုတ်လို့ရှင်တရားရောက်တဲ့တင်ပြီးလို့ပဲလားဒီ short tight တုံးကို ဘာပြောတိမ့်စီနိုင်ခဲ့တယ်ဗောနော်တိမ့်စီနိုင်ခဲ့တယ်ဖန်စီနိုင်ခဲ့တယ်ဗောအဲ့တော့ပြည်သူတွေအသက်ဘေးကနေကင်းလွတ်သွားခဲ့တယ်အဲ့တော့တကြံပွဲကိုသူတို့ကသူတို့ပျော်ရင်ပျော်ကြတယ်တော်လန်တကြံတို့သွေးဆုံတကြံတို့နှွေဦးတကြံတို့ကောင်းတယ်နိုင်ငံသားမှဆိုရင်တီးကြဆိုကြကကြခုံကြနဲ့လောက်ကြတယ်ဂျမုံငွေတကြံနေလောက်ကြတယ်ပြဿနာမရှိဘူးဒါပေမဲ့ပြည်တွင်းမှာတော့ဘယ်သူမှပျော်နေလို့မရသူတို့ပျော်တိုင်းလိုက်ပျော်နေလို့မရเนาะ အဲသူတို့ပျော်တိုင်းလိုက်ပျော်နေတယ်ဆိုရင်အန်ဒီရေများတယ်ပေါ့နော်အန်ဒီရေရှိတော့ဒါပေမဲ့လေသူတို့ရဲ့နှောက်ရက်တိုက်ခိုက်မှုဒါကင်းစွာနဲ့ပေါ့နော်ဒီတစ်ခေါက်ဒါသူတို့ကြက်စီပေမဲ့မအောင်မြင်ခဲ့တဲ့အခြေအနေပေါ့နော်အန်ဒီရေကင်းကင်းနဲ့အတက်နေ့နှစ်ဆန်တရက်နေ့ရောက်တဲ့အထိဒါကျွန်တော်တို့ဖြတ်တန်းခဲ့ကြပါတယ်အဲ့အတွက်ဘာပဲပြောပြောအပြည်သူလူထုပူပေါင်းပါဝင်မှုနော်ဒီလူမျိုးတစ်ဖက်ဝင်တွေရဲ့ကြိုတင် ကာကွယ်နိုင်မှုကိုလည်းအဲ ဒေသကျေးဇူးတင်ပါတယ်။ဘာပြောမြို့နေပြည်သူတွေအတွက်အခုလိုမျိုးလေးကာကွယ်ပေးနိုင်တာကျေးဇူးတင်ပါတယ်။အဲ့လိုပဲเนาะဒီကြီးလက်ဒေသမှာနေတဲ့ပြည်သူလူထုတွေမလုံးမချုံခံစားနေရပါတယ်။အဲ့ဒီအတွက်ပို့ပြီးတော့လုံခြုံရေးလုပ်ငန်းတွေမှာစိတ်ဆက်တည်ကြစွာနဲ့တိုးမြင့်ဆောင်ရွက်ပေးဖို့เนาะအချိန်နဲ့တပြေးညီချိန်မုံရှင်းလင်းပေးဖို့เนาะတည်င်းရတာနဲ့ရတဲ့နေရာကို ရှင်းလင်းပေးဖို့နောက်ပြီးလို့ရှိရင်ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ တစ္စပေါက်လောက်ကောင်တွေကိုရှင်းလင်းထုတ်ပေးဖို့ဒါတွေကလည်းအရေးကြီးပါတယ်မဟုတ်လို့ရှိရင်ကြီးလက်နေပြည်သူလူထုရဲ့ဘဝကလည်းအဲတက်ပြီးတော့အဆင်ပြေတာယာမှာတော့မဟုတ်ပါဘူးနောက်တဲ့နေ့ဘုတ်ကတော့ဧပြီလ16ရက်နေ့မနက်ပိုင်းကမတရားမြို့နယ်ထမ်းမင်ကုန်းရွာအနီးမှာအခြေပြုနေတဲ့မန်လေး PD ရဲ့အဖွဲပေါ့နော်အဲ့ဒီအဖွဲရဲ့စခန်းတစ်ခုကိုတက်ကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်တက်နဲ့ပြည်သူစစ်အဖွဲ့တွေဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာ လက်နက်၃လက်ပေါ့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပခုံးထန်း RPG တစ်လက်သိမ်းဆီးရမိခဲ့တယ်နောက်ပြီးတော့ဒီဆက်ဆက်ပစ္စည်းပေါ့ Manly PDF Unity ဖောင်းအနေနဲ့နောက်ထပ် icon တစ်လုံးနဲ့ဒါ KIA တို့တနက်နှစ်လက်ပေါ့နော်တနက်နှစ်လက်လည်းတင်စီရမိခဲ့လို့သိရပါတယ်။နောက်တဲ့နေ့ဘုတ်ကတော့ဒီ Nibiro PDF ဒီလိုအမည်ပေးထားတဲ့အဖွဲ့တွေပေါ့နော်သူတို့ကတော့ဒီကြားပြည်နယ်ထဲမှာအခြေစိုက်ကြပါတယ်။အဲ့ဒီအဖွဲ့တွေထဲမှာအဲ့ဒီအဖွဲ့တွေရဲ့ ခေါင်းဆောင်ပေါ့နော်ခေါင်းဆောင်နှစ်ယောက်ကိုသူတို့ကတော့တည်ရီးပူကြီးတွေရောတည်ရီးမှုတွေတုံနှုံးတော့ပေါ့နော်အဲ့နှစ်ယောက်ကိုသူတို့စစ်ဦးစီးဆိုတဲ့အဖွဲ့ကပြန်ပြီးဖမ်းကြတယ်ပေါ့ PDF ချင်းချင်းဖမ်းတယ်ပေါ့ပြောမှဆိုတော့အဲခွတ်ဆောင်ခုတ်ကြတယ်ပေါ့အဲ့လိုဖမ်းတာဖြစ်တဲ့တော့ဒီနေပြီးတော့ PDF အဖွဲ့ဝင်64ဦးပေါ့နေပြီးတော့ PDF ကတပြောနေပြီးနေပြီးတော့နားမနေတာပေါ့နော်64ဦးနှုတ်ထဆတင်တယ်လို့ပြောပါတယ်နှုတ်ထဆတင်ရဆိုထုံးစံတိုင်းမှာပဲသူတို့ကလက်နက်ကင်ပြီးဖြစ်တဲ့အတွက်တော့နှုတ်ဆက်နှုတ်ထဆတင်ကြပြီးကြွေးကြပြေးကြပြီးဆိုတိုင်း ီဗီရောပြန်လာမှာတော့မဟုတ်ဘူးတခြားဖွဲ့ကပြောင်းပြောင်းသွားပြီနော်နောက်ဆက်တော့နောက်ထပ်စာတင်နေဆိုပေမဲ့လည်းဘာမှတော့ထူးထူးခြားခြားတော့မရှိဘူးအချင်းချင်းခွဆောင်ခုတ်ယူမရှိတော့ဘူးနော်နောက်တင်နေဖို့ကတော့ဒါအခုဆိုရင်16ရက်ရှိပြီနောက်5ရက်အတွင်းမှာ5ရက်အတွင်းမှာလာရှူမြို့ပေါ်ကနေပြီးတော့ MNDAAD အပီးတိုင်စုတ်ခွာ ရတော့မှာပါစုတ်လဲစုတ်ခွာနေပါပြီစုတ်ခွာတဲ့အချိန်မှာပြည်သူလူထုရဲ့ ပြည်သူပိုင်ပစ္စည်းတွေပေါ့နော်လျှက်စစ်မီ transfer ဘုံကအစပြီးလို့ရှိရင်ကျွန်တော်တို့ဆေးရုံသုံးပစ္စည်းတွေအစအကုန်လုံးတစ်ပြေးပြေးနဲ့တင်နေပါပြီအကုန်လုံးနေနေလည်းဖြစ်နေပါပြီနောက်ပြီးခိုင်ဖြိုးယုံထွေအုပ်ယုံရေစင်းယုံစတဲ့အစိုးရယုံတွေကပစ္စည်းတွေစပွဲတွေအစဟိုကျွန်းစပွဲတွေပါတယ်အဲ့ရခင်အဲ့ရတွေအစအကုန်လုံးဒါတည်နေပါပြီတည်ပြီးတော့သူတို့ဘယ်ကိုရွှေ့မလဲတော့မသိဘူးနောက်တစ်ချက်ကအခုကြားနေတာတော့ဒီသူတို့ဖန်ထားတဲ့ ရမခလက်နက်ချလူညိုကြီးတဖွဲ့ဝင်တွေကတန်ဆွမ်းတဲ့သူတွေကိုနော်တန်ဆွမ်းတဲ့သူတွေဒဏ်ရာအနာတရားမရှိတဲ့သူတွေတန်ဆွမ်းတဲ့သူတွေအရာကနန်းဝန်းကျင်လောက်ကိုလောက်ကင်ဘက်ကိုရွှေ့မယ်လို့သိရတယ်။အဲ့ဒီမှာဒဏ်ရာရတဲ့သူတွေကတော့ဒါကြံခဲ့မဲ့အနေထားပေါ့။အဲ့တော့ဟိုသဘောတူညီချက်အရာလဲပြီးမဲ့တဲ့မှာခုနတန်ဆွမ်းတဲ့သူတွေဟိုသူတို့ကဖယ်ထုတ်လိုက်တဲ့သဘောပေါ့နော်။မတန်ဆွမ်းတဲ့သူတွေဒီအနာတရားဖြစ်နေတဲ့သူတွေကိုတော့အဲဒီမြို့နဲ့အတူထားခဲ့မဲ့သဘောမှာရှိပါတယ်။နောက်တစ်တင်းတဘောကတော့ တကြံမစီကောင်းအောင်ပေါ့နော်တကြံမထွက်အောင်ဆိုပြီးတော့ခစ်တစ် Facebook page ကနေပြီးတော့ဘာတင်လဲဆိုတော့ရန်ကုန်မြို့ပြည်သူ့ရင်မြင်လမ်းလျှောက်ကြံကိုတွားရောက်လည်ပတ်တဲ့လူငယ်တချို့ကိုစစ်မှုထိုင်ခိုင်းမှုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုပြီးသူတို့ကရေးထားပါတယ်အတူကနဲ့သူလဲတဲ့သူတွေကတော့လဲနေပါပဲခစ်တစ်ကခစ်တစ်တင်တဲ့တဲ့ကိုသူတို့ကြည့်ချင်မှတော့ကြည့်မှာမနဲ့ဇော်ကြီးပြည်သူ့မြင်သွားစရာရှိတယ်ဆိုရင်ပြည်သူ့မြင်ထသွားမှာပါပဲဘယ်သူမှအဲ့ဒီတဲ့ကိုကြည့်မှတော့သွားမှာတော့မဟုတ်ဘူးအိမ်မှာ ထိုင်ပြီးတော့လောင်နေတဲ့သူများပျော်ရွှင်တာကိုမမကြည်မချမ်းကြည်နေတဲ့သူတွေလောက်ပဲဒါကိုထိုင်ပြီးတော့လောင်နေကြပါဘူးတကယ်တမ်းသွားလေတဲ့ကလေးတွေပျော်ရွှင်တဲ့ကလေးတွေကတော့သူ့နဲ့သူသွားကြမှာပါပဲအခုအန်ရယ်ကင်းကင်းနဲ့အိမ်ပြန်ရောက်ကြပြီလေအဲ့အတွက်ဘာမှမဟုတ်ဆိုတဲ့သဘောပေါ့နော်ဒီမှာဆက်ဆက်လို့ပြောပါမယ်နေဘက်ကနေရာအချို့မှာနော်နေဘက်ကနေရာအချို့သူတို့ပြတောင်ငူဖြူးဒေသဘက်မှာတော့ဟိုနေ့ကျွန်တော်တို့တယောက်ဖုန်းဆက်လာတယ်သူ့သား အဖန်ခံသွားရတယ်တကြံကာလာမှာเนาะဖန်ခံသွားရတယ်ကျွန်တော်ကလည်းရှင်းရှင်းလေးဥပဒေရတာလိုက်သွားလိုက်ပါเนาะဥပဒေရလိုက်သွားတကယ်လို့သူတို့မှဆင့်ခေါ်စာရှိတယ်ဆိုရင်ပြန်သာလာလိုက်တော့ဘာမှလုံးမနေနဲ့เนาะဆင့်ခေါ်စာရှိပါလျက်နဲ့မသွားလို့တင်းချောင်လို့ဒီလိုဝင်ခေါ်သွားတယ်ဆိုလို့ရှင်းမပြောဘူးလက်ဆင့်ခေါ်စာမရှိဘဲနဲ့တချို့ကလည်းအတက်မမီဘူးဘယ်လိုပဲဖြစ်ဖြစ်เนาะဆင့်ခေါ်စာမရှိဘဲခေါ်သွားတယ်ဆိုလို့ရှင်းဥပဒေရအကျုံးမဝင်ဘူးအဲ့တော့ တရားရုံးသာဥတိုင်းလျှောက်လိုက်ပါဖမ်းသွားတယ်ဆိုပြီးတော့အဲ့တော့မမမကန်လုတဲ့အရာရှိတွေเนาะမမကန်မကလုတဲ့သူတွေသူတို့ကသူတို့တောင်းဝန်ယူပါလိမ့်မယ်ဆိုပြီးကျွန်တော်လည်းအကြံပေးလိုက်တယ်အဲ့တော့နေရာတကာအကောင်းကြီးပဲတော့ကျွန်တော်တို့လည်းပြောနေမှာမဟုတ်ဘူးနေရာတကာတော့ကာကွယ်ပြီးပြောနေမှာမဟုတ်ဘူးเนาะတကယ်လို့ဟိုကျွန်တော်တို့ ਨੇ ကြုံလာခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကထောက်ပြီးပြောသွားမှာเนาะအဲ့ဒီတော့တော့နောင်နာရနေမှာမဟုတ်ဘူးတရားစွဲမစွန်လဲစွဲအမှုဖွင့်မစွန်ဖွင့်ကျွန်တော်ဂီးမဆိုင်ဘူးเนาะနေရာတကာတော့ကျွန်တော်တို့ကတော့ကာကွယ်ပြီးပြောပေးနေမှာမဟုတ်ဘူး တကယ်ဖြစ်တယ်ဆိုလို့ရှိရင်တကယ်မတရားဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ဒဲ့ကိုပြောနေမှာဖြစ်ပါတယ်အဲ့တော့တော့ဟိုကြမ်းရမ်းစမ်းစမ်းဒါမှမဟုတ်လို့ရှိရင်လည်းကြမ်းကြမ်းတမ်းတမ်းပြောတာထက်တော့တော့နာကျင်မှနာလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်တို့မျက်ကွယ်ပြုလို့မရတဲ့ဟာတွေတော့ပြောသွားအောင်ပဲပေါ့နော်ဆိုတော့နောက်တဲ့ဒီနေ့ဘုကတော့ကြာတော့ဒီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးဆိုပြီးတော့ငလျင် ဖြစ်ပွားခဲ့တဲ့28ရက်နေ့နောက်ပိုင်းပေါ့နော်အဲဧပြီလ2ရက်နေ့ကနေစပြီး22ရက်ရပေါင်း20ဝန်းကျင်လောက်ပြစ်ကတ်တိုက်မှုရစဲကြီးဆိုပြီးကြီးညာခဲ့တယ်ဆိုရအဲ့ဒီအချိန်မှာ KIA ကနော်ဒီတနိုင်းဒေတာဒွန်ပန်ရွာအနီးလဝါရွာအနီးမှာလုံညိုကြီးစခန်းတစ်ခုကိုနှစ်ကြိမ်လာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်အဲ့လိုပဲဧပြီလ15ရက်နေ့ညညနေ၄နာရီခွဲနဲ့ည၁၀နာရီဝန်းကျင်လောက်မှာလေဗမော်မှာရှိတဲ့လုံညိုကြီးတပ်ဖွဲ့ဝင်တွေရဲ့ စခန်းတွေကိုဝေးကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာ ရှိခဲ့တယ်လို့သိရတယ်။ KNU ကလည်းအတိုင်းပဲဧပြီလ15ရက်နေ့မနက်9:00နာရီခွဲဝန်းကျင်မှာအကြုံတိုးမြို့ရဲ့အရှိတောင်ဘက်မှာရှိတဲ့လေးတိုင်ရွာအဲ့ဝန်းကျင်မှာလာရောက်ပစ်ခတ်ခဲ့တာရှိတယ်။အဲ့လိုပဲကော့ကရိတ်ရင်ခွဲတောင်စခန်းသားလေးမှာလည်းလုံညွေးစခန်းတွေဝေးကနေပစ်ခတ်တိုက်ခိုက်တာရှိခဲ့တယ်။အဲ့လိုပဲထိထလုံညွေးစခန်းကိုလည်း drone တွေနဲ့တိုက်ခိုက်ခဲ့တာရှိတယ်။ AA ကတော့ဧပြီလ15ရက်နေ့ ညနေ6နာရီလောက်မှာကြောက်ဖြူမျိုးရဲ့အနောက်တောင်ဘက်မှာရှိတဲ့လူမျိုးကြီးစခန်းတစ်ခုကိုတိုက်ခတ်ခဲ့တယ်ဆိုပြီးတော့အဲဗိုလ်ချုပ်ဆောင်မင်းထုံးကသတင်းထုတ်ပြန်ထားတာရှိပါတယ်ပြောချင်တာကတော့အစိုးရဘလို့ပဲအပြစ်ခတ်တိုက်ခတ်မှုရစဲကြီးလို့လို့လုပ်ချင်တဲ့သူကလုပ်မှာပဲเนาะနောက်သတင်းတော့ကတော့ကျွန်တော်တို့နာဇကာဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဖို့ဆိုပြီးရှိပါတယ်ပထမဆုံးဒီမလေးရှားဝန်ကြီးချုပ်လက်ရှိအာဆီယံဥက္ကဋ္ဌနဲ့တွေ့ဖို့လည်းရှိတယ်ထိုင်းနိုင်ငံဘန်ကောက်မှာတွေ့ကြမယ်ပေါ့ ဆိုတော့ဒါနဲ့ပတ်သက်ပြီး NUG ကကန့်ကွက်ပါတယ် NUG ကကန့်ကွက်ကြောင်းကြေညာပါတယ်ဘာဘာထပ်ပြီးကြေညာလဲဆိုတော့တို့ကဒီ ASEAN ရဲ့အကူအညီတွေဘောနော်အထောက်ပံ့တွေကိုတက်ကနေတဆင့်မပေးဘဲနဲ့တော့အဲ့လိုပေးတော့လေတို့ကပြင်းထန်ကန့်ကွက်တယ် NUG နဲ့တိုင်းသာလက်နက်ကိုင်ဘောနော်တောင်ကျန်းသူတွေစီကနေတဆင့်ပေးရဖို့ဆိုပြီးတို့ကပြောတယ်ဘလို့တော့ဖြစ်နိုင်မှာလဲယူများယူနေလားလို့ပဲမေးချင်တော့တယ်เนาะအဲ့လိုစကားကအဲ့ချက်ပို့ပြီးတော့ လီးနဲ့တဲ့အိတ်ထပ်ပူပြီးအသေးပဲရှိတဲ့စကားရှင်နဲ့ comment မှာရေးခဲ့နော်အဲ့တော့ဗါလဲဆိုတော့ဒီဖြစ်တဲ့နေရာကတကယ်ကိုမန္တလေးလိုမြို့ပေါ်နေပြီးတော့အစိုးရဝန်ထမ်းနောက်ပြီးလို့ရှိရင်စကိုင်းမြို့ပေါ်ဒီလိုနေရာဒီမှာအများဆုံးဖြစ်သွားပြီလူအသေးပြောက်များခဲ့တာဒီလိုနေရာတွေကိုအဲ့တိုင်းသားလက်နက်ကင်နဲ့ energy ကဘာလုပ်မှာဘလူလာပေးမှာအဲ့တဲထဲထည့်လိုက်မှရမယ်အဲ့ပစ္စည်းတွေအဲ့တဲထည့်ပြီးတော့နိုင်ငံသားသာဆက်ပြီးနေလိုက်တော့ ပောက်ကွက်140တိလျှောက်လို့အဓိကတော့သူတို့ခုံမတွေ့လို့ပေါ့သူတို့ဆိုတာဒီ9နှစ်အတွင်းမှာတူတူတိတ်ဟိုလွတ်တော်အမအစင်လောင်းနဲ့တွေ့ပြီးတော့လူရဝင်နေဆိုပြီး live mode တင်နေတဲ့အဖွဲ့နောက်တကယ်တမ်းကျတော့ဘယ်အစိုးရမှ official သူတို့ကိုမခေါ်ဘူးအဲဒီတိုင်းပဲမကောင်းတက်လို့ခေါ်တွေ့တဲ့သဘောပေါ့နော်နောက်တတိယဘုကမနေ့ကကျွန်တော်ကိုဒါ Telegram မှာလည်း comment လာရေးပါတယ်အဲ့ဒါဘာလဲဆိုတော့ဆိုင်ငယ်စည်းလာတဲ့ကိုုံဆောင်မျိုးသမီးပေါ့နော်အဲ့ဒီကိုုံဆောင်မျိုးသမီးကို အရင်နဲ့ထိုးပတ်လိုက်တာပေါ့နော်တကြံကာလမှာပတ်လိုက်တဲ့အချိန်မှာမြို့သူမီးကသူ့ကိုသူ့မျက်နှာကိုရေလာစင်တဲ့အတွက်ရှောင်တိန်လိုက်တဲ့အချိန်မှာဆိုင်ငယ်မှောက်ပြီးတော့ကွယ်လွန်တယ်အဲ့တော့ရင်သွေးရောအမျိုးသမီးရောဆုံရှုံတယ်ပေါ့နော်ကျွန်တော်ပြောတယ်ဘာလို့အဲ့ကိစ္စမှပြောရလဲပေါ့နော်ဘာလို့အဲ့ကိစ္စမှပြောရလဲမပြောစရာမလိုဘူးဒီကလေးတွေလည်းတိမှမဟုတ်ဘူးဒီပတ်တဲ့ကလေးတွေလည်းဒါပေမဲ့သူတို့ကတော့အပျော်လွန်ကျူးပြီးတော့ပတ်ကြမှာပဲမျက်နှာကိုပတ်လိုက်ဒါပေမဲ့တစ်ဖက်ကကြတော့ကိုဝန်ဆောင်ဖြစ်တယ်အဲ့ကိုဝန်ဆောင်ကအဲ့ကလေးတွေကတိနေမှာမဟုတ် တော့ဟန်ချက်ပြက်သွားတယ်ပြက်သွားတော့ဒီဆိုင်ကယ်တိမ်းမောက်တယ်တီးဆုံးတယ်ပေါ့ဆိုတော့ဒီမျိုးသမီးမှာ तू ကကိုယ်နှစ်လားကျော်ပဲရှိတယ်ကိုယ်နှစ်လားကျော်ပဲရှိတဲ့ခါကျတော့တိတ်ပြီးတော့လဲမတိတာဘူးပေါ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာတော့လေဟိုဒါနဲ့ပတ်သက်ပြီးအစိုးရကနေပြီးတော့တခန်းတနားကြီးဥပဒေတွေပါထုတ်ပြီးကိုယ်ဝန်ဆောင်တဲ့မပတ်ရတော့ပါဒီလိုတော့ပြောနေမှာတော့မဟုတ်ပါဘူးအဲ့တော့ရေမပတ်လို့ပြောတာနေတူပဲကိုယ်နှစ်လားဆိုတာလဲဘာမှမြင်ရတိရတဲ့အရာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေကိုယ့်နှကိုထင်းထင်းသင်းသင်းပြီးကစားကြပေါ့နော်ထင်းသင်းကြပေါ့ထင်းသင်းကြပေါ့အဲအလုံးကြုံမလုံးနဲ့ရင်အန်နေရလမ်းအန်နေရဒါမျိုးတွေကိုစနစ်တကျငငယ်လေးတွေကနေပြီးကျွန်တော်တို့ဒါထင်းချောင်းပေးရမှာပေါ့နော်ဒါဟိုအစတွေကမထင်းချောင်းလို့ရှိရင်ကြီးလာတော့မှဘာမှတော့ပြောလို့မရအောင်အဲ့ဒါကိုလည်းကျွန်တော်တို့အပြစ်သွားတင်လို့မရအောင်မင်းတို့ ဂျီမပတ်နဲ့ကွာလို့သွားပြောတာနဲ့အတူတူပဲเนาะသူကလည်းသူကစားတာတော့ကစားမှာပေါ့အခုလိုလိုမျိုးဖြစ်လာတဲ့ခါကျလို့ရှိရင်တော့ဥပဒေရရေးယူခြင်းခံရမှာပေါ့เนาะကလေးဆိုလို့ရှိရင်လည်းသူတက်ဆိုင်ရာဒီထိန်းသိမ်းရေးစခန်းကြီးပို့ခံရမှာပေါ့ဒါတော့မလွယ်မသွေလောက်အောင်ပါပေါ့เนาะဟိုဘက်ကနင့်နာသွားတာပေါ့နောက်တတိယနေ့ဘုတ်ကတော့တရုတ်နိုင်ငံကနေပြီးတော့ငလင်ဘေးနဲ့ပတ်သက်ပြီးတော့အန်ဒီရဲ့အကဲဖြတ်ရေးအဖွဲ့เนาะဒီအဖွဲ့ဒီမြန်မာနိုင်ငံကိုထပ်ပြီးရောက်ရှိလာပါတယ်ဒီအဖွဲ့ကသူအဖွဲ့ဝင်30လောက်ရှိတယ်လို့သိရပါတယ် ဧပြီလ16ရက်နေ့ကမြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်ပြီးတော့အဲ့ဒီအဖွဲ့မှာတရုတ်ရဲ့ငလျင်ရေးရာဌာနတရုတ်ငလျင်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးစင်တာကနဲ့နောက်ပြီးတော့ချီအဲထုံးချီတက္ကသိုလ်ဟာပင်စမှုတက္ကသိုလ်တရုတ်ဘေးတုကာသိပ္ပံပညာသုတေသနဌာနတွေလည်းအားနေပြီးတော့အဲဝန်ထမ်းတွေဆေလွတ်လိုက်တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်ခဲ့တဲ့ဒီငလျင်ဘေးအန္တရာယ်ကိုအကဲဖြတ်ခြင်း နောက်ပြီးလို့ရှိရင်ငလင်ဘေးကာလာပြီးရဲ့နောက်ပြန်လေတိဆောက်ရေးနဲ့ဘီရဲ့နယ်ဂျူတင်ကာကွယ်ရေးနဲ့ပြီးရင်ဒီဆုံးရှုံးမှုရော့ပါစေဖို့အတွက်ပေါ့နော်အဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ငလင်ဒေသတွေကိုတွားရောက်မယ်လို့သိရပါတယ်အပြေတရုတ်ကလည်းဒါတော်တော်လေးကူညီပါတယ်တရုတ်ကဘယ်သူမှမမိပါဘူးပြီးသွားတဲ့အချိန်မှာတော့နောက်မှာတော့တသက်ကျေးဇူးတင်စကားတခါတော့ပြောရမယ်ပေါ့နော်ဒီရက်ပိုင်းမှာကျွန်တော်တို့ခက်စိတ်စိတ်မြင်လာရတဲ့လူတက်မှုတွေပေါ့နော်လူတက်မှုတွေဘုဂိုတိုင်းဒေသကြီးအနောက်ချမ်း အရှိချံဒီပတ်ဝန်းကျင်နေနဲ့အခုဆိုရင်ဒါရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ပေကင်းရွာမှာဧပြီလ25ရက်နေ့အဲ့ဒီရွာမှာနေထိုင်တဲ့ဦးစော်ဝင်းအသက်53နှစ်မောင်ရာပြေးမောင်14နှစ်နဲ့ဦးဝင်းမတန်း43နှစ်ဦးညင်ညီလင်33နှစ်တို့ကိုပြည်ထောင်အဖွဲ့ဒီအများအပြားနေအိမ်ကိုရောက်ရှိလာပြီးတော့ဒီပြည်သူလေးဦးကိုရဲရဲဆက်ဆက်တပ်ဖြတ်သွားတာဖြစ်ပါတယ်အဲ့တော့တကြံကာလပါပဲเนาะဧပြီလ25ရက်နေ့ဆိုတော့တကြံကာလပါပဲ တော့သူဒီထူးထူးတော့မပြောချင်တော့ပါဘူးလှုပ်တယ်မလှုပ်တယ်ဖြစ်တယ်မဖြစ်တယ်ရတော့ကိုယ့်အနေကိုသာစဉ်းစားကြပါတော့တော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲတော့ကြည့်ရှုအပ်ပေးတဲ့သူတယောက်ချင်းစီရန်ကိုချစ်စုအထူးပဲတင်ပါတယ်ခင်ဗျာနှစ်သက်မှာပျော်ရွှင်ကျမ်းမာချမ်းသာကြပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကိုဒါတိုက်ရိုက်အကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KP WP ဖွင့်ပြီးတော့ ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ